ဝင်းတိုက်တုံးမဲ့မုံတန်းချီတဲ့နေအခုဒီသားများမိုးအရန်ကြီးပြီးတော့ရေကြီးမှဖြစ်ပြီးတော့အသက်အန္တရာယ်ရှိလို့ဝလူဝသဌာနတွေကအေးပေါ်သတိပေးရတဲ့အချက်တွေကိုပြည်သူတွေကိုအေးပေါ်ပြန်လဲသိစပေးပါမယ်။အရင်ဦးဆုံးမိုးရံကြီးပြီးတော့ အသက်အန္တရာယ်ရှိနိုင်တဲ့ဒေတာတွေကိုရေပေါ်တင်ဆက်ပေးပါမယ်။နောက်24နာရီမှ48နာရီတွင်ဘုခုအရှိချမ်းဒေတာများရောင်းဝတိုင်း ARI တိုင်းရခိုင်ပြည်နယ်သလင်းတိုင်းမြောက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမူအလွန်များပြီးအထူးသဖြင့်တော့ရခိုင်ဘုခုအရှိချမ်းတထုံခရိုင်ဖအန်းခရိုင်မော်လမြိုင်ခရိုင်နဲ့ရောင်းဝတိုင်းမှာဒေတာအလိုက်နေရာကွက်ပြီးတော့မူကြီးမှာဖြစ်ကြောင်းဒါကြောင့်မလို့အဲ့ဒီဒေတာကပြည်သူတွေအခုခရေကနေဂျိုးတင်ပြင်ဆင်ကြဖို့နော်ရေကြီးရှမ်းမှုဖြစ်မှာမူဂျိုးတင်ပြင်ဆင်ထားကြဖို့ကိုအသည့်ဘီတာရကိုတွေ့ရပါရီ မလို့သားပညာရှင်ဦးဝင်းနိုင်ကတော့အိန္ဒိယမလို့သားဌာနမှမေလ29ရက်နေ့ထုတ်ပြန်ချက်မှာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းဥရိဒပင်လယ်ကန်နီပင်လယ်ပြင်မှာလီဖီးယားနေရှင်ဝန်စတင်ဖြစ်ပေါ်ကြောင်းတွေ့ရပါတယ်တဲ့ဗျာမေလ29ရက်နေ့နဲ့30ရင်းနီမှာအိန္ဒိယနိုင်ငံမြောက်ပိုင်းအနောက်ဘင်္ဂလားပြင်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနေဆတ်နာမှာ ကုန်တင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခံမှန်ထားကြရည်လို့ဆိုပါရီကုန်တင်းကိုဖြတ်ကျော်ဝင်ရောက်ခါနီးမေလ29ရက်နေ့ကျွန်တော်တို့မေလ30ရက်တွင်မှာဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေတရားရခိုင်တို့ရှိကြောင်း အစ္စရန်သူရဲချက်မှာတွေ့နေရတာ ဖြစ်ကြောင်းကုန်းလင်းဝန်ခံနီးဖြစ်တတ်တဲ့ရုပ်တရက်တတော်လေးကိုအာကောင်းလာတဲ့ဖြစ်စဉ်ဖြစ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ကြောင်းမလို့သားပညာရှင်ဝန်ထံကဆိုပါရီမြောက်နိုင်ငံပေါ်လီဖျားနဲ့ရန်ဝင်ရဲ့တရားမှုကြောင့်မေလ20ခန်းရင်းနေ့မှာမေလကုန်30တရက်နေ့အထိဇွန်လ3ရက်နေ့အထိနိုင်ငံအနှံ့ပြားမှာမိုးများနေပြီးတော့အနောက်တောင်မိုးတုံလေးကြောင့်မိုးကာလမိုးနဲ့ဆက်မိုးရွာသွန်းခြင်းဆက်သွားနိုင်တယ်ဆိုပြီးတော့ခံမှန်းထားကြောင်းလေးတွေ့ရပါရီ လီဗီယာနေရှင်ဝန်အားပိုကောင်းလာပြီးအကောင့်နဲ့လီဗီအာနေရှင်ဝန်ဖြစ်လာနိုင်မလားဆိုတာကတော့เนาะကျွန်တော်စိုက်ကလုံးမှုနိုင်စင့်ထိရောက်မရောက်ဆိုတာကတော့မီလာ၂၀ခုနှစ်မှာပဲတည်ရမှာဖြစ်ကြောင်းမလို့သားပညာရှင်ဝန်တွေကဆိုပါရီဒါကြောင့်เนาะဒီအခြေအနေကြောင့်ပေါ့ဗျာဒါကြောင့်လလောဆယ်အခြေအနေရတော့ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာမိုးသက်လေပြင်းများကြောက်ရောက်နိုင်ပြီးတော့လေတိုက်နှုန်းတနအီ55မိုင်ခန့်နဲ့လိုင်းမြေကိုးပင်မှာစီးပြီးအထက်ထိရှိနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပြီဖြစ်ကြောင်းမလို့သားပညာရှင်အဝင်းနိုင်ငံကပြည်သူတွေကိုအေးပေါ်ပေးအသိပေးထားပါရီဒါကြောင့်ပြည်သူတွေအေးပေါ်ယူဆိုင်ကြပါ